ပဲကိုရီမိကလူသေးတယ်ဆိုရင်ကရုဏာစိတ်ဖြစ်ကောင်းဖြစ်ပြီမဲ့ဥလောင်နဲ့ထီတော့မခံစားမိကြဘူးနော်ကိုနဲ့မှတိုင်ရိုက်အသက်မှုမရှိတဲ့အတွက်ငါနဲ့တိမ့်ပိုက်ထားမှုမရှိဘူးလေကိုမိသားစုတွေတော့ဖုံဆုံလုံးပြီဆိုရင်တော့တော့ကဖြစ်ကြတယ်ကိုနဲ့ပတ်သက်မှုရှိတော့တာကို ငါနဲ့သိမ့်ပိုက်ထားတဲ့ရဖြစ်နေတာကိုကိုယ်တိုင်ပေပေးကြုံရအကြောက်ကြီးကြောက်ပြီးအတုံလုံးကြီးကိုတုံလုံးကြတယ်ငါကောငါကအချစ်ဆုံးလေကြာဘူးနေကြဥပမာလေးပြပြောမယ်ရောင်စုံတောဘက်တော့ရေကန်နဲ့ဆင်းလာတယ်ကံမောင်မောင်ကလူတွေကတော်ဝဲတွေဆိုပြီးတိုင်ရည်နေတယ်။ဘဲတွေကရေကူးလိုက်၊ရေငုံးလိုက်၊အစားစားလိုက်၊အစားလိုက်လုပ်ပြီးချိန်တန်းတော့ပြန်သွားကြတယ်။ ီပြည့်စင်တစ်ခုလုံးကိုကံပေါင်းပေါ်ကထိုင်ကြည့်နေတဲ့သူကမြင်နေရတယ်။တော်ပဲတွေကိုတော်ပဲတွေလို့သိနေရမှာမဟုတ်တော့ပဲ။ငါပဲတွေလို့ထင်လာတဲ့အခါဒီနာမကစားနဲ့ဒါရီမစားနဲ့ပုံပေါ်မြန်တက်ကြစတဲ့စိတ်တွေဖြစ်လာတယ်။ဘဲတွေပြန်သွားတဲ့အခါငါဘဲတွေပြန်ကုန်ပြီဆိုပြီးတော့ကဖြစ်တယ်။တော်ပဲကိုငါပဲလို့ထင်နေငါကဝေရှုပ်တဲ့အခါ <laughs> ငါလူတိုင်းဖြစ်ရမယ်ဆိုတာလေးဖြစ်လာငါလူတိုင်းကလည်းမဖြစ်တဲ့အခါဦးလောင်ပွင့်မတ်မှုတွေပဲကြံရစ်တယ်ဘဲအိမ်ကိုတော်ပဲလို့သဘောထားနိုင်ပြီမြင်မိမိကိုယ်တိုင်းနဲ့မိမိမိသားစုကိုတော့တော်ပဲဖြစ်မမြင်နိုင်ဘူးငါဆွဲစိတ်ခံတဲ့နှလုံးသွင်းတာကိုဘဲငါဖြစ်စေမိသားစုတွေဖြစ်စေမိမိကိုယ်တိုင်းမဖြစ်စေအတ္တသဘောနဲ့စီမံခွင့်မရှိတဲ့ နတ္တသဘာဝချင်းကအတူတူပါပဲမတုံးသက်တတ်လို့မသိမြင်တာပါငါဆွဲစိတ်လေးကတရားရှုတဲ့ချိန်ညိုက်ထောက်ရတတ်တယ်သဘောရမှန်နေဖို့လိုတယ်နော်သဘောရမမှန်လို့ဖြစ်ပျက်တော့မြင်တယ်တစ်ခါလာလဲဒါကြီးပဲနေ့တွေသာခြီးပြီးကြားတယ်ညာကမတက်ဘူးဆိုတဲ့စကားမျိုးကြားတာပေါ့ဝိညာဉ်သိနေတယ်ဖြစ်ပျက်မြင်တာကြောင့်အချိန်ချင်းရေးခဲ့မှာပါတယ် ကိုယ်စိတ်တဲ့ပညာပုံတံပြောက်တာနဲ့ ਪਰ မတ်မြင်မိဖြစ်ပြက်မြင်မိလို့မဆိုရသေးဘူး ਪਰ မတ်တဘာဝကိုမြင်မိနဲ့မဆိုင်ဘီကားရလို့ထိုင်ကြည့်ရနေတယ်လို့မြင်မှဉာဏ်စစ်ဖြစ်မှာဒါမှယုံနံကွယ်တာဖြစ်ပြက်ကိုဘီကားရလို့ကြည့်ရတယ်ဆိုပေမဲ့အဲဒီဖြစ်ပြက်ကိုငါမှဖြစ်တဲ့ဖြစ်ပြက်ဖြစ်ပြက်ကိုငါကတည်ရဲဆိုတဲ့အတအဆွန်သဘောနဲ့တည်နေရင်လဲဉာဏ်တက်မှာမဟုတ်ဘူး ညာမတက်လွတ်လပ်မှုမရဘူးလွတ်လပ်မှုမရရင်အဝုံကြည့်ရတာယိုးကြီးလာပြီတရားရှုမှတ်ခြင်းတွေပျောက်လာတယ်တချို့ကပဋ္ဌာန်းကိုလွတ်လပ်အလွယ်လမ်းကိုလိုက်သွားကြတယ်ပရမစစ်စစ်ယုံနာသဘာဝဖြစ်ဖြစ်ကိုဘေးကအရာလို့သဘောထားပြီးအမှန်တကယ်ရှုနိုင်လို့ဆိုရင်စိတ်ဓာတ်ကြတာတွေဖြစ်မှာမထင်ဘူးရှုစရာရှိတဲ့အရှုခံအာယုံကို ညံပါပါနဲ့လွတ်လွတ်လပ်လပ်ရှုနေဖို့ပဲလိုတာလို့နားလဲတယ်။မဲရခြင်းမဲရခြင်းကတော့တရားပြီးဆောင်ပါ။သမာရိရဲ့အရာသာကအေးချမ်းမှုဗုဒ္ဓနုတ္တိပဲပေါ်ပေါ်အာနာပါနာပဲပေါ်ပေါ်စိုက်တာနဲ့ပွားပါ။သမာရိရလာအေးချမ်းမှုဖြစ်လာတယ်။ဝိပဿနာဉာဏ်တော့မဟုတ်သေးပါဘူး။ဉာဏ်ရဲ့အရာသာလွတ်လပ်မှုလို့ဆိုရင်ပါတယ်။ လွတ်လပ်တဲ့စိတ်နဲ့ရှုတဲ့အခါမှာတမာရီလည်းပါနေလို့အေးချမ်းမှုလည်းရပါတယ်။ယုံနံပရမတ်ဖြစ်ပြမြင်တယ်ပြောပေမယ်။တကယ်ဉာဏ်မြင်မဟုတ်တဲ့ကငါမှဖြစ်တယ်ငါဖြစ်ပြဲလို့အပြောမဟုတ်တော့အစွဲအထင်တွေရှိနေတတ်တယ်။ငါကရှုတဲ့အထင်ရှိနေပြီ။အာယုံကဓာတ်ပိုးလို့ထူးခြားမလာတဲ့ကငါဖြစ်စီခြင်းနဲ့အခြေအနေမျိုး ငါမြင်ရင်လည်းကြားဘူးနာဝအာယုံမှုမမြင်တဲ့အတွက်စိတ်ဓာတ်ပါကြာသွားတယ်။ဝိညာဉ်သီးလောင်းနဲ့ပြည့်ပြည့်မြင်တာမျိုးလို့ဆိုရမယ်။ရေတွေကတော်ပဲတွေကကံမောင်းဘောကလူကတော်ပဲတွေပဲငါပဲပါမဟုတ်တာဆိုတဲ့အတိမုန်နဲ့ယုံနာကိုမြင်မှဖြစ်မယ်။ရုပ်ကိုကြည့်တယ်။ပေါက်ပြံမှုအမျိုးမျိုးတွေ့တယ်။စူးစမ်းစိတ်နဲ့စိတ်ဝင်စားသိနေရုံပါပဲ။ ဘယ်ရာကိုမှထိမ့်ချုပ်ထားလို့မရမယ်လက်တွေ့မြင်နေရပြီမဟုတ်လားဒီတော့ဖြစ်ခြင်းသလိုသာဖြစ်ကြဖြစ်ခြင်းဖြစ်မဖြစ်ခြင်းနေကြပြခြင်းဖြစ်မပြခြင်းနေကြဖြစ်ပြဆုံးခြင်းသုံးမပြုံးခြင်းနေကြငကိုယ်တည်းကငါမှမဟုတ်တာငါယုတ်နေမှာမဟုတ်တာငါဖြစ်ပြမှာမဟုတ်တာနန္တရားမှာသိသိမျိုးစုံဖြစ်တဲ့ခံစားမှုမျိုးစုံဖြစ်မယ်အတွင်းမျိုးစုံဖြစ်မယ် ဖြစ်ချင်တာဖြစ်လာပါလေတော်ပဲတွေပဲငါပဲတွေပဲမဟုတ်တာငါနဲ့မှမဆိုင်တာဒီစိတ်ကမကောင်းဘူးဒီခံစားချက်လေးကောင်းလိုက်တာငါစိတ်ငါခံစားချက်ဆိုရဲလုံးဝမှားနေကြည့်ပြီဆိုရင်တော့တော်ပဲကိုငါပဲလို့ထင်နေစိတ်ဖြစ်နေပြီလို့သာမှတ်အကြောင်းဆိုရင်ဥနည်းရမှနဲ့သူကောင်းနေရောမကောင်းနေရောပုံစံမျိုးစုံ ေါက်ပြံမှုမျိုးစုံနဲ့အာယုံတွေဖြစ်မယ်။နန္တရောမှာကိလေသာတွေဖြစ်ခြင်းဖြစ်မယ်။ခံစားမှုကောင်းတွေလည်းဖြစ်ခြင်းဖြစ်မယ်။ဖြစ်ပြီးဆိုတဲ့အဆင့်ကိုရောက်လာပြီဆိုကြတဲ့ကကိုပါဝင်ပတ်သက်လို့မရတော့ဘူးလေ။ပတ်သက်ခြင်းရတာကအတ္တစိတ်ကြောင့်ပဲ။တော်ဝဲတွေကိုထိုင်ကြည့်ရနေတယ်လို့နှလုံးသွင်းဆိုမျိုးနဲ့ကြည့်မှအစင်မြင်မယ်။ဒါမှလွတ်လပ်လာတယ် အာယုံကိုငါဝင်စွတ်ဖက်လို့မရဘူး။ကောင်းကောင်းသဘောပေါက်တဲ့အတွက်တရားမတက်လို့လည်းစိတ်ဓာတ်ကျမနေဘူး။ပုဂ္ဂိုလ်အနေနဲ့လှုပ်ရှားရှိတဲ့တတိတမာရီအကြောင်းကောင်းတွေကိုထူထောင်ပေးနေရတယ်။တတိတမာရီချုံကြီးလို့ညံဖြစ်ပြီဆိုရင်လွတ်လပ်လာတယ်။လွတ်လပ်မှုရရင်တရားရခြင်းမရခြင်းကကိုယ်ကိစ္စမဟုတ်မှသဘောပေါက်တယ်။အာယုံကိုသဘောထားကြည့်ကြည့်နဲ့ကြည့်နေရမှာပဲ။ ဝါမြင်နေတရားမြင်နေဘာဖြစ်ခြင်းညာဖြစ်ခြင်းစိတ်တွေကတော့ဘဲကိုငါဘဲထင်နေထင်နေဖြစ်နားလည်ပြီးနှလုံးသွင်းပြညာပါလွတ်လွတ်လပ်လပ်တရားရှုတတ်လာပါလိမ့်မယ်အရှင်ပညာသီရိဗရမာကျောင်းတောက်စိတ်ပြရတာတန်ရလားစာအောင်ကထုံနှုတ်ပတ်ရှုတယ်